မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်။စကိုင်းတိုင်းမင်းခွန်းဒေတာမှာစစ်ကောင်စီတပ်က PDF uniform တွေဝစ်ဆင်ပြီးစစ်ကြောင်းထိုးလာလို့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီးစစ်တပ်ကလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြသေးတယ်လို့မင်းခွန်းအခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါရယ်။ စစ်တပ်ကအင်အား200လောက်နဲ့မင်းကွန်ရှာရောက်နဲ့ကင်းရွာတွေဘက်ကိုစစ်ကြောင်းထိုးလာပြီးအဲ့ဒီစစ်ကြောင်းမှာ PDF uniform တွေဝတ်ထားတဲ့သူတွေလည်းပါလာကြအောင် PDF တွေကိုပြည်သူပိုင်ပစ္စည်းတွေဖျက်ဆီးပြီးပုံမှားရိုက်ဖို့ဖြစ်နိုင်တယ်လို့ People Servant Force ရဲ့ပြည်ကြားရေးတာဝန်ခံကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့မေလာ28ရက်နေ့မှာမနက်6နာရီဝန်းကျင်ကစလို့တနေကုန်နှီးပါတိုက်ပွဲတွေပြင်းထန်ခဲ့သေးတယ်လို့ဆိုပါရယ်တိုက်ပွဲမှာတိုးတင်းပြင်ဆင်ချိန်မရတဲ့အပြင်ကြီကုံသွားတဲ့အတွက်ဆုတ်ပေးလိုက်ရပြီးအဲ့ဒီစစ်ကြောင်းကနေအိမ်တွေကိုမီးရှို့လို့နေအိမ်20ကျော်လောက်မီးလောင်သွားပြီးဒေသခံ3000လောက်ကထွက်ပြေးနေကြရတယ်လို့စကိုင်းမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က TV ကိုပြောပါရယ် တိုက်ပွဲတွင်တိစုံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုအဲ့ဒီကျေးရွာတွေအနီးမှာမြုပ်နှံသွားခဲ့ကြပြီးပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့လည်းသိရပါတယ်ရှင်မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကမေလ28ရက်နေ့ညနေ4နာရီဝန်းကျင်မှာမီးရှို့ဖျက်ဆီးလို့ကမ္မတပ်ပေါင်းစုရဲ့ကမ္မ Defense Force KMDF တပ်စခန်းပျက်စီးကကျက်သိန်း400ဝန်းကျင်တန်ဖိုးရှိတဲ့တိုက်ခိုက်ရေးတုံးပစ္စည်းတွေမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့အဲ့ဒီတပ်ဖွဲ့ကပြောပါရတယ်။ ကောက်ကိုတက်မှတရားတက်ကနေကားရီနဲ့ထွက်လာတဲ့အင်အား150လောက်စစ်ကြောင်းကကံမမျိုးပေါ်ကနေစစ်ကြောင်းထိုးရင်စခန်းကိုမိရှုဖျက်ဆီးသွားတာဖြစ်ကရဲဘော်တွေတော့ထိခိုက်ဒဏ်ရရှိတာဖမ်းဆီးခံရတာမရှိဘူးလို့ပြောပါရယ်အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိရှုဖျက်ဆီးခဲ့တာကြောင့် TND, YAN, မိုင်းဖောက်ခွဲရေးပစ္စည်း G3G အရေးအတွက်ယာနဲ့ချီပြီးဆုံးရှုံးခဲ့သလိုလက်နက်ထုတ်လို့ရေးပစ္စည်းတွေမီးစက်ရိတ်ခါတွေနဲ့စိုင်းကဲနှစ်စီးပျက်စီးခဲ့လို့လည်းဆိုပါတယ်အခုမီးရှို့ဖျက်ဆီးခဲ့တဲ့စက်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့မေလ26ရက်နေ့ကစပြီးပခုတ်ကူတပ်မ101ကနေစစ်ကား10စီးနဲ့ထွက်လာခဲ့ကြတာဖြစ်ပြီးကမ်မမြို့ပေါ်နဲ့အဒီနာကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစစ်ကောင်စီစစ်ကြောင်းကြောင့်ကမ်မမြို့ပေါ်ကရက်ွက်3ရက်ွက်က ပြည်သူတွေအပြင် ်ပခုတ်ကူနယ်ကမ်းမမြို့ကြားမှာရှိကြတဲ့ကျေးရွာတွေနဲ့အနီးအနားကျေးရွာတွေကဒေသခံပြည်သူတထောင်နီးပါးဟာဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဒေသခံတွေစီကနေတဆင့်သိရပါတယ်ရှင်ပါကံမြို့နယ်လုံခင်းကျေးရွာအုပ်စုမော်စီစာကျေးရွာဖုန်ကြီးကျောင်းမှာစစ်ကောင်စီတပ်ကတပ်ဆွဲဖို့ပြင်ဆင်နေတဲ့အတွက်ဒေသခံတွေစိုးရိမ်နေကြပါတယ်။ဟန္နာသတင်းပေးပို့ထားပါတယ်ရှင်။ အင်အားတရာခန့်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာမေလ30ရက်နေ့မနက်အစောပိုင်းကစတင်ပြီးဖက်ကတ်မြို့နယ်မော်စီစာကြီးရွာဖះကုန်းမှာစကန်းချတက်ဆွဲဖို့ရောက်ရှိလာတာကြောင့်ဒေသခံတွေအပြင်းမထွက်ရဲပဲစီးရီအချင်းတွေကိုနာဆွင့်နေကြရတယ်လို့မော်စီစာဒေသခံတယောက်ကပြောပါတယ်ဒီမော်စီဇာမာတင်းမနက်ရှင်းနာယူခဲလာဝင်ချင်မှာဘောနော်ဒီမနီယာဒီစူပွန်ယုံတဲ့ဝန်တော်ရပေါ်တရာဘောနော်ဒီဖိုကာလီဂျီရဲ့ပြီးတော့ဒီအင်စီကာဒီငါစီနဲ့ဒီမော်စီဇာ အအပေါ်အကြောင်းမှာတဆွေးနေတာဝင်တော့ခုတော့အဲ့ဒါပြင်တခြားပြည်သူတွေအပြင်ထွက်ပေါ်နေတော့ဒီအချိန်မရွေးအတန်ဒီလာနေတဲ့ချိန်ကြီးရှိရပေါ့နော်နောက်ထပ်လည်းဒီမိုးကအုံနေပါလိထွက်လာတာလေထွက်လာရဆိုပြီးတီးရတယ်ပေါ့နော်ဘလို့ချင်းနေပြလမ်းလဲဆိုတော့မကြည့်ရသေးဘူးပေါ့နော်ချင်းရောနာဆွေးရမှာပဲပေါ့နော်နာဆွေးရတော့မယ် စစ်ကောင်စီတပ်တွေကမော်စီဇာကြီးရွာဖျားကုန်းမှာလက်နက်ကြီးချပြီးစခန်းချသက်ဆွဲဖို့ပြင်ဆင်နေတာဖြစ်ပြီးရက်ကွက်လူကြီးတွေနဲ့လည်းညီနိုင်ဆောင်ရွက်သားတွေရှိခဲ့တယ်လို့သိရပါတယ်။ကြီးရွာအတွင်းရှိကုန်းမြင့်ပေါ်မှာအထိုင်ချသက်ဆွဲရင်အနည်းတဝိုက်ကြီးရွာတွေမှာလက်နက်ကြီးချရောက်ပတ်ကွဲမှာကိုလက်ဒေသခံတွေကစိုးရိမ်နေကြပါတယ်။မော်စီစာကြီးရွာဟာလုံခင်ကြီးရွာအုပ်စုလက်ပြင်းရင်ချက်ဆက်ယုံနဲ့နမိုင်ကျော်ခန့်အကွာမှာတည်ရှိပါတယ် ဖက်ကမ်းမြို့နယ်တမကုန်းထဲကိုရောက်ရှိသွားပြီဖြစ်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာလုံခင်ကျေးရွာမှာအရတားပြည်သူ၅ယောက်ကိုတပ်ဖြတ်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။လုံခင်ထဲမှာဒီသူတို့ပြစ်တက်တော့တဲ့ပြည်သူ၅ယောက်ရှိရှိတယ်ပေါ့နော်။လုံခင်ကျောက်ဝိုင်းမှာပြီးတော့ဒီတက်ခုခန်းနဲ့ရက်ကွက်လေးလမ်းဆုံးမှာတော့အများဆုံးတက်ခံရတာပေါ့နော်။အာရုပ်အလောင်းတွေကိုတော့ဒီ29ရက်နေ့ညနေပိုင်းမှာဒီစစ်ကြောင်းတကွာတော့ပြီးတဲ့နောက်ဒီလူမှုကိစ္စရဲ့တင်းတွေကတာပြီးတက်ောက်ပြီးတော့ဒီ လုံချင်းတုတ်တမြင်ပါရင်မြုပ်တချို့ပြေးခဲ့လို့တည်ရတယ်ပေါ့နော်ဒီလူသားတိုင်းအနေနဲ့ဒီဖတ်ကန်ပက်ခေါ်တော့တော့တချမ်းတည်ရတယ်ဘူးပြီးတော့ဒီလုံချင်းမှာတော့လူသားတိုင်းအာခေါ်တာရိုင်းနေတာတွေလုပ်တယ်ပေါ့နော်တချို့တန်ရရတဲ့သူတွေလည်းရှိတယ်တိုက်ပွဲအတွင်းနဲ့စစ်ကောင်စီစစ်တောင်းပြစ်ခတ်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရသူတွေရှိပြီးအရေးအတွက်တိကျကိုတော့အတိမပြုနိုင်သေးပါဘူး။ ဧပြီလ23ရက်ကစပြီးတလကျော်ကြာလင်ချောင်းနဲ့ရောလက်နချီပစ်ကူတွေနဲ့ပါကာမိုင်းဖက်ကန်လန်အတိုင်းထိုးစစ်ဆင်လာတဲ့အင်အား600ပါစစ်ကောင်စီစစ်ကြောင်းထဲကအင်အားတရာကျော်ခန့်ဟာမေလ29ရက်နေ့ညနေကစတင်ပြီးလုံခင်ကြီးရွာအုပ်စုလက်ပင်ရမ်းချက်စစ်ရုံကိုရောက်ရှိခဲ့ပြီးနောက်ဖက်ကန်တပ်မကုန်းကိုဆက်လက်ချုပ်ကာခဲ့တာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဖက်ကန်တမကုံကိုဝင်ခွင့်မပေးဘူးဆိုရင်လွန်ခင်းကြီးရွာကိုဘုံကျဲတက်ခိုက်မယ်လို့ KIA ကိုချင်းချောက်ခဲ့ပြီးနောက် တိုက်ပွဲတစုံတရာမရှိပဲမေလ29ရက်နေ့ညနေပိုင်းလောက်မှာဖကန့်တမကုံကိုဝင်ရောက်တွားနိုင်ခဲ့တာဖြစ်ပါတယ်ကျမဟနာပါ TV ဥမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်